ကင်မရွန်သင်းအတွက်15မိနစ်ပဲဝင်ကစားပြီးတော့အဖိုးတန်သင်းကိုသိယူခဲ့တဲ့အမ်ဘိုမိုပရိသတ်များအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဇော်ဝင်အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့နိုင်ငံသင်းပွဲစဉ်တွေကြောင့်ကလပ်သင်းပွဲစဉ်တွေကိုရနာထားခဲ့ရပါတယ်အော်တိုဘာလ International Break ဖြစ်ပြီးတော့နိုင်ငံတိုင်းကသက်ဆိုင်ရာခြေစမ်းပွဲတွေခြေစစ်ပွဲတွေကိုကစားနေကြတာဖြစ်ပါတယ်မန်ချက်စတာ United သင်းရဲ့ကစားမအများစုကလည်းနိုင်ငံကပွဲစဉ်တွေကစားဖို့အတွက်သက်ဆိုင်ရာမိခင်နိုင်ငံအသီးသီးနဲ့ပူးပေါင်းထားခဲ့ကြတာပါ ညတဲ့တိုက်စစ်ကစားမ Brian Ambomo ကလည်းမိခင်နိုင်ငံအသင်းဖြစ်တဲ့ Cameroon အသင်းနဲ့အတူပူးပေါင်းထားကြတာပါ Cameroon အသင်းကတော့လက်ရှိမှာ Africa Zone ဆင့်ကဘာပလာခြေစစ်ပွဲတွေကိုကစားနေကြတာပါ Cameroon အသင်းဟာ Mauritius အသင်းနဲ့ကဘာပလာခြေစစ်ပွဲအဖြစ်ကစားခဲ့ပြီးတော့နှစ်ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပါတယ်အဲ့ပွဲမှာ Ambomo ကို Cameroon အသင်းဘက်ကအနားပေးထားကြတာပါ Ambomo ကိုပွဲချိန်85မိနစ်ရောက်မှလူစားလဲဝင်ရောက်ကစားစီကြတာဖြစ်ပါတယ်ပွဲချိန်မိနစ်60ပြည့်လို့နာကျင်ချိန်ပေါ်မှာတော့ အမ်ဘိုမိုကကင်မရွန်အသင်းအတွက်ဒုတိယမြောက်ဦးဆောင်ဂုတ်ကိုတင်ယူပေးသွားခဲ့တာပါအမ်ဘိုမိုကတော့ကလပ်အသင်းအတွက်ရောနိုင်ငံအသင်းအတွက်ပါခြေစွမ်းပြနေခဲ့တာပါဒီနေ့ထဲမှာအမ်ဘိုမိုကနိုင်ငံအသင်းဖြစ်တဲ့ကင်မရွန်လက်ရည်စင်အသင်းအတွက်အတော်လေးခြေစွမ်းပြနေပါတယ်အသင်းအတွက်အသင်းကိုဖန်တီးမှုတွေအသင်းကိုရည်နဲ့တူတူအကောင်းဆုံးဦးဆောင်ကစားထားနိုင်ခဲ့တာပါကင်မရွန်အသင်းရဲ့တိုက်စီအတွက်အရေးပါဆုံးကစားမဖြစ်ပြီးအသင်းကိုရည်ကိုဖန်တီးမှုတွေနဲ့အကောင်းဆုံးခြေစွမ်းတစ်ခုကိုပြသထားနိုင်ခဲ့တာပါကင်မရွန်အသင်းကတော့ကဘာပလာခြေစစ်ပွဲအာဖရိကဇုံရဲ့အုပ်စုတီမှာ ကိုပဲကစား9ပွဲနိုင်3ပွဲတည်တပွဲရှုံးရမှတ်16မှတ်နဲ့အုပ်စုအတွင်းအဆင့်နှစ်နေရာမှာရပ်တည်နေပါပြီဒီနေ့ရက်တင်ဆက်မကတော့ဒီလောက်ပါပဲနောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးနေမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာ